ဟိုပြီးခဲ့တဲ့လကအဲကျွန်တော်ကြောစီကိုကျွန်တော်တည်တဲ့ညီမတယောက်လာတော့လာပြီးတော့တခြားအလုပ်ကိစ္စအောင်နော်အလုပ်ကိစ္စပြောနေနေသူကဟိုပြန်ငင်းလေးကြောက်ရောသူ့မျိုးသားကိုပေါ့နော်သူ့မျိုးသားကိုလည်းစာမွေးဖြေခိုင်းမှုပေါ့နော်စာမွေးဖြေခိုင်းမှုစာမွေးဖြေဖို့ပြောဦးမှာပေါ့နော်စာမွေးဖြေခိုင်းမယ်ပေါ့အဲအဲ့လိုပဲပြောအောင်ဆိုတော့ယာကြီးစာမွေးဖြေခိုင်းမှုကလွယ်ပါလေပြောရတာလွယ်တယ်ဆိုတော့ကျွန်တော်ကချက်ချင်းပဲသူ့ response ပြန်တုတ်ပြန်ပြည်တယ်ဗောနပြန်ပြောပြည်တယ်ဗောနဆိုတော့ဘာဘလို့ကျွန်တော်ချက်ချင်းသူ့ပြန်ပြောလဲဆိုတော့သူ့ဒီမျိုးသားအကြောင်းကိုယောက်ျားအကြောင်းကိုကျွန်တော်ကောင်းကောင်းသိလို့ဗောနအဲဟဲ့တွားပြီးတော့ဒီယောက်ျားတယောက်ကိုတွားပြီးတော့အဲ့လိုတွားခိုင်းလို့မရဘူးပြီးတော့ဟိုကျွန်တော်တို့တင်မောသားလောကမှာတင်မောသားတွေကိုအဲ့မိမတွေကအဲ့လိုမျိုး စာမွေးဖြေခိုင်းနေရာရှိစာမွေးဖြေခိုင်းနေဆိုတဲ့ကိစ္စကပြဿနာအကြီးရှိတယ်မနော်ဟိုကျွန်တော်ကသူ့ကိုချက်ချင်းတားတာမနော်အဲ့လိုစာမွေးဖြေဖို့တော့ပြောလို့မရဖြေခိုင်းလို့မရဘူးဘာလုပ်လို့ပဲရမလဲသူဖြေခြင်းစိတ်ပေါက်လာအောင်ပဲတွန်းအားပေးလို့ရဖြေခြင်းစိတ်ပေါက်အောင်ပဲပြောလို့ရတိုက်ရိုက်ကြည့်အာနေစာမွေးဖြေကြောက်ကြရင်စာမွေးဖြေအော်ဖီဆာကြီးလို့ဆိုပြီးတော့ပြောလို့မရဘူး အဲ့လိုပြောတာ ਨੇ အမ်ကိုပြဿနာကိုရှာတယ်ပေါ့ကိုကိုတည်ရင်းကိုတူးတယ်လို့ပြောပါဘာဖြစ်လို့လဲဆိုကျွန်တော်တငယ်ချင်းတွေထဲမှာဒီစာမွေးမအောင်မဲနဲ့ရွာလည်နေတဲ့၄ငါးနှစ်လောက်ကြာပြီရွာလည်နေတဲ့တငယ်ချင်းတွေရှိတယ်လို့စာမွေးလုံးဝမဖြည့်ပြီးတော့တဲ့တငယ်ချင်းတွေလည်းရှိတယ်စာမွေးလုံးဝမဖြည့်ပြီးတော့ပဲနဲ့ယူယူတင်မောတာဘဝနဲ့ပြန်လိုက်နေတဲ့တငယ်ချင်းတွေလည်းရှိတယ် ဆိုအကုန်လုံးကရေးပြီးအောင်ပြီးသွားပြီ already ကြံပြီးတော့မှ already မဖြေကြတော့ဘယ်နဲ့တင်မောသားဘဝဆုံးခွာသွားတာ ਨੇ ဟိုယူယူတင်မောသားဘဝပဲหนีတော့တာဆိုကျွန်တော်လိုက်မေးကြည့်တဲ့အခါမှာအဲ့ဒီကျွန်တော်တငယ်ချင်းတွေအကုန်လုံးကအိမ်ရတွန်းအားကြောင့်အိမ်ကဖြေခိုင်းလို့ဒီသူတို့အမျိုးသမီးတွေမိန်းမတွေကဖြေခိုင်းလို့နားညီးလို့ဒီစာမွေးလာဖြေတဲ့လူဒီကြောင်းကိုလာတက်ရတဲ့လူတွေကြီးပဲဖြစ်နေတယ် သူတို့ဖြည့်ကျင်စိတ်ပေါက်ပြီးလာဖြည့်တာမျိုးမဟုတ်ဘူးညာရုပ်ကြားတွေကဟိုသူတို့လိုချင်လာပြီဆိုတကယ်လားသူတို့စိတ်တွေလိုချင်လာပြီဆိုဒီယာကြီးဆံမွေးလောက်ဟာချိုင်းပလေးပြတည်လားဟိုသူတို့ဟိုညံမကောင်းရင်မကောင်းမယ်အသက်ကြီးရင်ကြီးမယ်ဟိုအင်္ဂလိပ်စာညံ့ညံ့မယ်အတွက်ချက်တွေညံ့ညံ့မယ်ဒါပေမဲ့ဒီတောင်သူတို့ရအောင်ကြောနိုင် တို့အရာကြီးဖြစ်အောင်ကြိုးစားနိုင်တယ်တို့ပခုံးမဟုတ်ဘာနှချောင်းရောက်အောင်တို့တင်နိုင်တယ်ဘာဖြစ်လို့ကျွန်တော်အတန်းထဲမှာလေအသက်ကြီးရဲ့လူကျွန်တော်တွေ့ဦးတယ်အသက်40လောက်ဆာမွေးလာဖြစ်နေတယ်ခေါင်းမှာသပင်ပြူတွေပေါက်နေပြီညံကြီးညံကြီးမဟုတ်ဘူးလို့ပြောမညံနေလေတိတ်မကောင်းတော့စာတိတ်မကျက်နိုင်တော့ဒါပေမဲ့တို့အချိန်တန်တော့ဒီဆာမွေးကိုအောင်မြင်စွာကြော်ဖြတ်နိုင်တယ် ပခုံးမော်ဘာတွေတင်နိုင်လဲလက်ရှိလဲအော်ဖီဆာတွေဖြစ်နေနော်။ဩစကန်မေးတွေဖြစ်နေကြပြီပေါ့နော်။ဆိုတော့သူတို့ကိုယ်တိုင်ကဒီခံစားချက်တစ်ခုခုကြောင့်ကြီးမန်းချက်တစ်ခုခုကြောင့်ဆုံးဖြတ်ချက်တွေချပြီးတော့စွန့်စားပြီးလာဖြေကြမှဖြစ်မှာ။အိမ်ကပစံပေါ်လို့အိမ်ကဟာဟိုငါသားပခုံးမော်ဘာနဲ့ချောင်းတင်တာကြီးကျင်လို့မိန်းမကအရာရှိကတော့ဖြစ်ချင်းလို့ဆိုပြီးတော့ ကျက်ပေးလိုက်တဲ့လူတွေကကျက်ပေးလို့သာဒီစာမွေးလာဖြစ်ရဲ့လူတွေကယာကြီးဘရောမှမဖြစ်တော့ဆိုတော့ဒါကဟိုကျွန်တော်သူတို့အပြစ်တင်တာလည်းမဟုတ်ဘူးပြောကျင်တာကဒီကာယကံရှင်ကိုယ်တိုင်စိတ်မပါဘဲနဲ့ဘာမှသွားပြီးတွန်းအားပေးလို့မရဥဒိနေကိုတူးတယ်ဆိုတာဘာပဲလဲဆိုဒီစာမွေးဖြီလိုက်ရင်အနည်းဆုံးနှစ်နှစ်ကျွန်တော်ကအာအလုပ်လက်မဲ့ဘဝနဲ့ဖြတ်သန်းဒီစာမွေးအောင်မှကျွန်တော်က ဒီရာကြီးလာတာစားတော့မှဒီဒီအရင်နီးတွေကရင်းနီးကလေးများပြန်စားမအောင်မှုဆိုရင်နှစ်နှစ်မှလည်းမအောင် သုံးနှစ်မှလည်းမအောင်လေးနှစ်မှလည်းမအောင်မအောင်တဲ့လူပါဆိုတော့အဲ့ဒီမှာ ကုန်ကြစည်တွေများတယ်ပြီးဒီတဲ့ပို့ဆိုးတာကစိတ်လေဝါတာစိတ်လေဝါတာစိတ်လေဝါလိုက် AB ဘဝနဲ့တင်မောပြန်တက်သွားလိုက် ပြန်လာလိုက် ဖြည့်ကြည့်လိုက်မအောင်လိုက် AB ဘွားနဲ့တင်မို့ပြန်တက်သွားလိုက်အဲ့ဒါမျိုးတွေလည်းရှိပြီးတော့လုံးဝတင်မို့ပြန်မရောက်ဘဲနဲ့ကိုယ်မှာပဲတခြားအလုပ်လုပ်နေတဲ့လူမျိုးတွေလည်းရှိဒါအောင်မြင်ကောင်းလင်းအောင်မြင်သွားအောင်ပေါ့နော်တခြားအလုပ်လုပ်ရင်လည်းဟိုဒီတင်မို့သားဘွားထက်ပို့ပြီးတော့အဲငွေကြီးပြည်လေသွားတဲ့လူတွေလည်းအများကြီးရှိဒါပေမဲ့အရာရှိတော့ဖြစ်မှာဆိုတော့ကျွန်တော်သူ့ကိုရှင်းပြခြင်းတာကအဲ့ဒါ ဟိုဒီကိုင်ကိုင်တင်းမောသားကိုတိုင်မှာဟာဒီယာကြည့်တွေကငါ့ကိုအရန်ခေါင်းစားတယ်စစ်တယ်ဟောငါကိုတိုင်ယာကြည့်ဖြစ်အောင်လုပ်မယ်တနည်းဒီနေရာကိုငါရောက်အောင်လုပ်မယ်သူများအခိုင်အငံပေါ်ရဲလွတ်အောင်လုပ်မယ်တခုခုပေါ့နော်အဒါမှမဟုတ်လေငါပခုံးပေါ်မှာဘာနှချုံတင်နေတယ်ဟာငါအဲ့တော့ကြီးကိုနိုင်လင်းခုံးမှာဘာနှချုံနဲ့ရှော့ပြောနေတယ်ဟိုပဲဟိုပဲဟောနိုင်လင်းတည့်မလား အင်းကြီးဗီဒီယိုဝတ်ပြီးတော့ဗီဒီယိုရှောင်းရိုက်ပြီအဲဘဲကိုတနေ့ငါလက်စားချေဦးမှာအဲ့လိုမျိုးပြန်တောက်ရိုက်တိုက်ပြီးတော့အဲ့လိုမျိုးဗျာတွန်းကျင်တာအဲ့လိုခံယူချက်ခံစားချက်ဖြစ်ချင်စိတ်စန္ဒအဲ့လိုပြင်းပြမှုတစ်ခုခုရှိမှဒီစာမွဲကဖြည့်တင်တယ်အချိန်နေရင်းနှီးရမယ်ပတ်စံနေရင်းနှီးရမယ်ဂုံသိခါတွေရင်းနှီးရလိမ့်ဆိုတော့အော်အဲ့လိုပေါ့နော်တင်မတော်ပေါင်းသူတော်ကောင်းတွေရဲ့မဟေတီများအနေနဲ့ကျွန်တော်ပြောချင်တာကကိုယ့်ရဲ့လင်းကိုကြားဖို့ ဘာမှမဟုတ်လေဒီတင်မွန်သားမိမိပါတဲ့နေနဲ့ဒီကိုသားသမီးကိုသားကိုပေါ့နော်။ຢာကြည့်ဖြစ်အဖြစ်ညင်ညင်နေဆိုရင်ဟောကိုဆွေမျိုးအတိုင်းဝဲမှာဟာငါသားတင်မောသားအရာရှိစကန်မိတ်ကြီးလို့ကြွားကျင်နေဆိုရင်ဘာလုပ်ရမလဲဆိုတော့သူစာမွေးဖြည့်ခြင်းသေးပေါက်လာအောင်ပဲကျွန်တော်ကကြက်ပေးရမပေးနိုင်ဘလို့ပြောမလဲအဲ့ဒါအုံနောက်သုံးပြီးစဉ်းစားနင်းစာမွေးဖြည့်ငါတို့ပတ်စံဆိုင်ပေးမယ် ကိုညင်တော့ကိုစီဆိုပြီးသွားမပြောနဲ့တဲ့ကြီးသွားပြောလို့မရဘူးဒီဘဲတွေကခမားတို့ကောင်းကောင်းပလီလိမ့်နော်ကောင်းကောင်းပလီလိမ့်အဲ့တော့မှမြိတ်နဲ့မြက်ခွက်တွေဖြစ်လိမ့်ကျွန်တော်ပြောတာမယုံရင်စမ်းကြည့်